Hello အားလုံးမမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ကျွန်တော်တို့ဒီ weekend မှာဆိုလို့ရှင်တော့ Leicester City ရဲ့အိမ်ဝင်ကို Manchester United ကသွားပြီးတော့ရှင်ပိုင်ကစားရမယ် United ရဲ့လက်ရှိ Premier League မှာအဆင့် detail ပို့ပြီးနည်းနည်းလေးမှပဲတက်တက်ဒါမှမဟုတ်အမှတ်ကလေးတွေထပ်ပြီးတော့စုဆောင်းနိုင်မှုပဲဖြစ်ဖြစ်တကယ်တကယ်ကိုနိုင်ဖို့အတွက်ကျွန်တော်ကြိုးပမ်းသင့်နေပွဲပါကျတော့ယူရိုပါလိမှာလည်းကျွန်တော်နောက်တစ်ဆင့်ကိုတက်သွားနိုင်ခဲ့ပြီ။ဂျာတဲ့မှာအာဆင်နယ်နဲ့ကစားတဲ့ပရီးမီးယားလိမှာလည်းအိမ်ဝင်မှာတည်ကြထားတယ်လို့လက်စတာရဲ့လက်ရှိကွင်းကိုသွားကစားမယ် ပွဲမှာရောကျွန်တော်ဘယ်လောက်ထိကျွန်တော်ဒါဒုက္ခပေးနိုင်မလဲပေါ့အသင်းအတွက်တော့ကျွန်တော်ခုနကပြောသလိုပဲဒါပြီးလို့ရှိရင်ကျွန်တော်ဒါ international break တွေနားကြပြီပေါ့နော် နားကြပြီဆိုတော့တချို့ကစားသမားတွေကတော့လုံးဝကိုအပြစ်အနာခွင့်ရမယ်တချို့တွေကကျွန်တော် international မှာလဲလေရွေးစင်နေဖြစ်နေဆိုတဲ့အခါကျတော့ထပ်ပြီးတော့ကစားရအောင်မှာနားရွေးဖို့တော့ကျွန်တော်မရှိဘူးဆိုတော့အဲ့အရာလေးကိုကြည့်ပြီးတော့ MO နေပွဲထွက်လူစင်းနေအပြောင်းလဲလှုပ်လာမလားပေါ့ တံကောင်းစွာနဲ့ပဲကျွန်တော်အတင်းမှာအပြောင်းလဲလုပ်လို့ရတဲ့လူစင်အများကြီးရှိမနေပါဘူး။ injury ပြဿနာတွေကြောင့် risk မယူခြင်းနဲ့ကစားမားတွေလည်းကျွန်တော်ရှိနေသေးတယ်ဆိုတော့ဒီအတင်းရဲ့ပွဲထွက်လူစင်မှာစူစီတဲ့တို့ဘာတို့ကိုအမှန်ကန်ရှင်းမြန်ကစားခဲ့တဲ့လူစင်နဲ့အများကြီးကွာဟမှုရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်။ ဆိုတော့ညီကလို့ရောအတင်းရပွဲထွက်လူစင်မှာဘက်ဇာမားတွေကိုထည့်ပြီးတော့ကစားလာတဲ့နေထင်ကြလေဆွေးနွေးကြပါအောင်ဆိုတော့လက်စတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ရရင်လက်စတာဟာလက်ရှိပရီးမီးယားလိမှာအဆင့်19မှာရှိနေတဲ့အတင်းမှာ28ပွဲကစားပြီးတဲ့နေရာမှာ၄ပွဲနိုင်၅ပွဲတည်ရင်19ပွဲထိကျွန်တော်ရှုံထားတယ်25ဂိုးရထားပြီးတော့62ဂိုးထိပြန်ပေးထားတဲ့အတင်းမှာ62ဂိုးထိကျွန်တော်ပြောနော်ဒါပြန်ပြီးတော့ပေးထားတဲ့အတင်းဆိုတော့ ဒါဟာလက်စတာရဲ့ခံစစ်ကဘလောက်ထိတောင်မှယိုယူမှုတွေရှိနေတယ်လဲကျွန်တော်တို့မြင်နိုင်တယ်။ဒါအပြင်လက်စတာစီးတီးနဲ့တွေ့ခဲ့တဲ့ပွဲတွေမှာလည်းကျွန်တော်တို့ဒီယာဒီမှာအနိုင်ရထားတာတွေကျွန်တော်တို့ရှိတယ်။အများအပြားပွဲတွေကတော့ဒါနစ်စတာရိုင်းကိုကျွန်တော်တို့ကနီးပြအဖြစ်ပေါ့နော်ခန့်အပ်ထားတဲ့အချိန်မှာဂိုးပြက်တွေနိုင်ထားပြီးတော့နစ်စတာရိုင်းလက်စတာကိုကန်ပြီးတော့ကျွန်တော်ထိတ်တိုက်ကစားတဲ့အခါမှာတော့ဒါဂိုးတွေပါတယ်မပြတ်ခဲ့ဘူးလို့ပဲကျွန်တော်ပြောရမှာပေါ့နော်။ဆိုတော့ဒါဟာလက်စတာရဲ့လက်ရှိအခြေအနေပါ။ဒါအပြင်နီးပြဖြစ်တဲ့နစ်စတာရိုင်းရဲ့ ျွန်တော်ဒီ Leicester အသင်းကလည်းအခြေအနေမကောင်းပါဘူးเนาะအခြေအနေမကောင်းပါဘူး sorry ပါ Rui เนาะကျွန်တော်တို့လည်းနော်အသင်းကတိုင်းပတ်နေတယ်ဆိုတော့ဒီပွဲလေးငါတို့နေနိုင်အောင်မတော့ကျွန်တော်ဖြစ်မှာ။နောက်ဆိုတော့ Leicester က West Ham ကို2-0နဲ့နောက်ဆုံးပွဲမှာရှုံးထားတယ်။ Chelsea ကိုလည်း1-0နဲ့သူတို့ရှုံးထားတယ်။အဲ Brentford ကိုလည်းအိမ်ဝင်မှာ4-0ကိုမရှိဆိုတဲ့ရတဲ့နဲ့ရှုံးထားပြီးတော့ Arsenal ကိုအိမ်ဝင်မှာ2-0နဲ့ရှုံးထားတယ်။ Cody ကိုတော့ FA Plus ရောက်တာချင်းမှာ2-1နဲ့ရှုံးထားတယ်။ Everton ကို4-0ပြတ်နဲ့ရှုံးထားတယ်လို့ Spurs ကို1-2နဲ့နိုင်ထားတယ်။ဆိုတော့ Spurs ကို1-2နဲ့နိုင်ထားတဲ့ပွဲအပြီးမှာ အကုံကန်တဲ့ပွဲစီနဲ့အကုံရှုံးထားတယ်အဲ့ဒီနေ့မှာဆိုလို့ရှိရင်အိမ်ဝင်းနှစ်ပွဲပါတယ်ပေါ့နော်နှစ်ပွဲဆက်တိုက်သူတို့ရှုံးထားပြီးတော့တကူမှန်ကျွန်တော်မသွင်းနိုင်ဘူးဒါအပြင်လက်စတာဟာနောက်ဆုံးတင်းနေတုံးလေးနော်ပရီးမီးယားလေးလေးပွဲစလုံးမှာဂိုးတကူမှန်သွင်းယူနိုင်တာချင်းမရှိပါဘူးဒါဟာကျွန်တော်တို့အချိန်ကြီးရရဆိုလို့ရှိရင်ခုအသင်းတွက်နော်ဒါဒီပွဲကအများကြီးဒုက္ခပေးနိုင်မှုကြိုးပမ်းမဲ့အနေအထားမျိုးပါကိုရီးယားအဆင့်တန်းကတော့ဗျာနော်ထူးထူးခြားခြားမပြောတော့ပါဘူးလက်ရှိအဆင့်၄မှာအဆင့်၁၄မှာကျွန်တော်ရှိနေတာနေစနေ၈ပွဲမှာကျွန်တော်၉ပွဲနိုင်ပါသေးတယ် ဒီဘွဲကိုနိုင်နေဆလို့ရှင်တော်မှာပေါ့နော်ကျွန်တော်တို့အနေနဲ့ဒါဟို38မှတ်နဲ့အဆင့်73မြေအလွန်ဆုံးတက်နိုင်မှာဆိုတော့အချင်းကြီးကမဟန်သေးဘူးဗျာဒီလည်းနော်အချင်းကြီးကမဟန်သေးဘူးဒါကြောင့်ကျွန်တော်တို့ပရီးမီးယားလိကယာတီသိမ်းဖို့ဖြည်းဖြည်းချင်းနီးစပ်လာတာနဲ့မြအမှန်ကန်ဆိုသလိုကျွန်တော်တို့ကဘယ်လိုပြောမလဲဒီရမှတ်တီတက်နိုင်နေမြစုဆောင်းနိုင်မှုလိုပြီပေါ့နော်စုဆောင်းနိုင်မှုလိုပြီကိုရီးယားနောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်လည်းပဲပြီးခဲ့တဲ့ပွဲမှာဆိုစီတက်ကို၄ဂိုးတကူနဲ့နိုင်တယ်အာဆင်နယ်ကိုတည်ရကြတယ်ဆိုစီတက်ကိုတည်ရကြတယ် ဖူလန်ကိုမိနစ်120မိနစ်90တော်ဒီမှာ1-1နဲ့ပေါ့တည်ကြတယ်။ Ipswich ကို3-2နဲ့နိုင်တယ်။ Everton ကိုကျွန်တော်တို့တည်ကြတယ်။စပါးကို1-0နဲ့ရှုံးတယ်။ဆိုတော့ဖေဖော်ဝါရီ16မှာကစားခဲ့တဲ့1-0ဆိုတဲ့ရလနဲ့စပါးကိုရှုံးနေအပြီမှာ United လည်းရှုံးပွဲမရှိသေးဘူးလို့ကျွန်တော်ပြောရမှာပေါ့မိနစ်90တော်တွင်မှာဆိုတော့ဒါဖူလန်ကိုပင်နယ်တီရှုတော့မှရှုံးထားတာတော့ပါတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် United အတွက်အခြေအနေတွေကတော့မဆိုးဘူးဗျ။ဒါအပြင်အဲ့ဒီပွဲတိုင်းမှာလည်းကျွန်တော်တို့အနေနဲ့ဂိုးတွေကိုစီတွင်းထားတာ။ ဂိုးတွေတွင်းထားတာဂိုးတွေကလည်းပြန်ပြီးတော့ပေးထားရတယ်ကလင်းရှိရခဲ့တဲ့ပွဲကမရှိဘူးဆိုတော့ဒါကြောင့်ကြုံကြုံကြည့်ရမယ်ဆိုလို့ရှင်အတင်းရဲ့ခံစေကဒါဂိုးဒီပါလေဂိုးပေးရမှုပိုင်းနဲ့ပတ်သက်လို့တော့တိတ်ပြီးတော့စိတ်မချရသေးတဲ့အခြေအနေမျိုးတခုရှိတာကပေးဂိုးတွေနဲလာတာပဲကျွန်တော်တို့ရှိတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ဆူစီတဲ့ပွဲမှာဆိုလို့ရှိရင်ပြိုင်ဘက်ကပင်နေဒီနှလုံးပေးရတာတို့နော်တယောက်ယောခဲ့တာတို့တယောက်ယောနေတောင်မှကျွန်တော်တို့အနေနဲ့တချို့နေရာတွေမှာဆိုလို့ရှိရင်ဂိုးသမားဦးနန်းဟာကန်တီနေရာစေးတို့ ဒါရီယာတိတ်အခြေအနေမကောင်းပါဘူးဆိုတော့လက်စတာတို့ဘာတို့ကတော့တယောက်ရုပ်ဆိုတော်တော်တိတာသွားမယ်ပေါ့နော်ဒါပေမဲ့လို့ပြောချင်တာကအာဆင်နယ်ကိုကျွန်တော်အမှန်ကန်ရင်ဆိုင်ကစားနိုင်ခဲ့တယ်ဆိုပေမဲ့လည်းလို့တကယ်တကယ်ကြံတဲ့ပွဲစဉ်တွေကိုတွေးကြည့်လိုက်ရင်တိတ်ပြီးတော့မချောက်ပါဘူးနော်ဒါအပြင်ကျွန်တော်တို့ကဒီယာဒီမှာဆိုလို့ရင်အသင်းကြီးတွေနဲ့ကိုရီကိုအမှန်ကန်အပြတ်သက်အနိုင်ယူနိုင်ပြီးဟဲ့ဆိုတဲ့အသင်းကြီးတွေနဲ့တွေ့လို့ရှိရင်နော်တခုခုတုံ့ပြန်နိုင်စွမ်းရှိပြီးတော့အဲ့ဒီပွဲစဉ်တွေလည်းပြီးတော့နောက်ပွဲဒီမှာဆိုလို့ရင်ဘာမှမလုပ်နိုင်တော့ဘူးနော်ကျွန်တော်တို့လီဗာပူးအသင်းကိုတည်ကြအောင်ကစားခဲ့တာအာဆင်နယ်ကို FA ဖလားမှာနိုင်ခဲ့တာ အဲ့အခိုက်အတန့်ညီမတော့ဟုတ်ပြီဟေးဟုတ်ပြီဟေးဖြစ်နေကြတာနောက်ပွဲ let's ဗာလဲဆောက်တန်တန်တို့ဘာလို့နဲ့ပွဲလဲရရောเนาะကျွန်တော်တို့ဒါဝန်စီနဲ့ကန်နိုင်ခဲ့တာမျိုးတို့เนาะတော်တော်လေးကိုကျွန်တော်တိုင်ပတ်သွားတာဆိုတော့အသင်းကြီးတွေနဲ့ပွဲတွေမှာကျွန်တော်တို့အတွက်မျှော်လင့်လို့ရတော့လက်ရှိအသင်းငယ်တွေနဲ့ပွဲစဉ်တွေဟိုးအောက်မှာရုန်းကန်ပါတယ်ဆိုတော့အသင်းအသင်းတွေနဲ့တွေ့ရင်တိုင်ပတ်လေးရှိပါတယ် ဒါကိုကျွန်တော်တို့အခြေဖြတ်နိုင်မှုကျွန်တော်တို့ကြိုးပမ်းပါမယ်။ဒီရာဒီမလက်စတာစီးတီးနဲ့တွေ့ထားတဲ့ပွဲစဉ်ဒီမှာအကုန်ကျွန်တော်တို့နိုင်ထားတယ်ဆိုတော့ဒါအပေါင်းလက္ခဏာဆောင်ရွက်လို့ပဲကျွန်တော်ပြောရမှာပေါ့။ဆိုတော့ဒါကလက်ရှိကိုအသင်းနဲ့နှစ်သင်းစလုံးရဲ့အခြေအနေပွဲထွက်လူစင်းနဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်ရအောင်။ဆိုတော့ကျွန်တော်ကတော့အသင်းမှာပေါ့နော်ရွေးချယ်စရာအများကြီးမရှိဘူးဆိုရင်ယူရိုလည်းတည်တဲ့အချိန်မှာကျွန်တော်ကြည့်ကြည့်ရင်ဗျခံစီတော့အောင်နေရာမှာဆိုလို့ရှိရင်ကျွန်တော်ကတော့ဒီပြီးခဲ့တဲ့ အဝါနယ်ပွဲကတိုင်တိတ်ပြီးတော့အပြောင်းလဲဖြစ်လာမယ်လို့ကျွန်တော်မထင်ဘူး Eden Heaven ကပါမရမယ်လူမရှိပါဘူး Lenny Yoro injury ပြဿနာကြုံနေတာလက်ချာကရာသီကုန်ပြီနားရတာနဲ့ Harry Maguire ရဲ့ injury ကလည်းကျွန်တော်သတိထားကင်တွင်မှာရမယ်ပါညာဆိုတော့ဒီပွဲပါလာဖို့မရှိသေးဘူးပေါ့နော်ဒါအပြင် Master Wee ကကျွန်တော်အဆုံကိုသွားကစားဖို့ရှိပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့တွေးကြည့်ရမယ်ဆိုလို့ရှင် Delay ရှိမယ် Lindy Love ရှိမယ် Eden Heaven ရှိမယ်ကျွန်တော်ရဲ့ center back ပါဒါပဲကျွန်တော်တို့မှာဒီ center back အကုန်ပဲ နော်ဂျူနီအဗန်စတန်ရနေတယ်မကွိုင်းယာတန်ရနေတယ်လစ်ချာတန်ရနေတယ်လနီယူရူတန်ရနေတယ်ဒီ၃ယောက်ကကျွန်တော်တို့ရဲ့ဆန်နံပါတ်အကုန်ပါပဲအဲ့လောက်ထိကျွန်တော်တို့တိုင်ပတ်နေပြီပေါ့နော်ဆိုတော့ပက်ထရစ်ဒူဂူမပါနိုင်တဲ့ဒီပွဲမှာဆိုလို့ရှင်ကျွန်တော်တို့ကအဲတွေ့ရလိမ့်မှာကထုံးတဲ့တိုင်ပဲဒီဂူဒါလောက်ပေါ့ဗျာဒါလောက်ကတော့ဟိုဘယ်ချမ်းကိုပြန်ဆော့ရလိမ့်မယ်လို့ထင်တယ်ပက်ထရစ်ဒူဂူနေနဲ့အချိန်ကြီးမကောင်းပါဘူးနော်အချိန်ကြီးမကောင်းပါဘူးအဲဒီဘလူးမတ် အဲဘယ်လိုပြောမလဲဒီ suspending ကဒီပွဲမှာ၃ပွဲမြောက်ဆိုတော့ international break ပြီးမှပဲပြန်ပါနိုင်မှာပါဆိုတော့ဒူဂူမပါတဲ့ပွဲမှာတော့ဒါလောပေါ့ဗျာဒါလောအနေနဲ့ဒီပွဲမှာလည်းပြီးခဲ့တဲ့စူစီနေတဲ့ပွဲကလိုမျိုး performance ကောင်းလေးပြဖို့ပဲကျွန်တော်ညှော်လင့်ရမှာပါเนาะကွင်းလယ်မှာဆိုလို့ရှိရင်တော့နီးပြဖြစ်သူကအပြောင်းလဲလုပ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗျအဲသူတမင်တော့ဗောနော်ကက်စမီရူနဲ့ဘရူနိုဖာနက်စ်တို့ပဲပါလာဖို့များတယ်လို့ကျွန်တော်ထင်တယ်ဟိုဥကာဒီတို့ပါလို့ကတော့ပါနိုင်ပါပြီပြီးခဲ့တဲ့ပွဲမှာတော့မှအရန်ကုန်ကိုပါခဲ့တယ်အပြည့်ဝအနာပြီးခဲ့တယ်လေ့ကျင့်ငယ်တွေပါလေးဆင်းလာပြီးတော့ ဒီပွဲဆိုလို့ကျွန်တော်ပါနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့လို့နီးပြားကသတိထားပြီးတော့ကင်တွယ်ခြင်းနဲ့ဆိုတဲ့အခြေအနေမျိုးမှာအဲဒီပွဲကပါနိုင်လည်းပဲထည့်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးဗောနော်။ကက်စမဲရိုတို့ဘာတို့က international လေးရွေးစဉ်မှာမပါဘူးဗျာ။မပါဘူးဆိုတော့ဒီပွဲပြင်သူကနားတော့မှာ AC နားရတော့မှာ။ဒါပေမဲ့ဥကာတီတို့ဘာတို့ကြတော့ခါကြတော့ဟိုဥရုဂွေတို့ဘာတို့သွားမယ့်အခြေအနေမျိုး။ဒါပေမဲ့လည်းလို့ဗောနော်။ အဲဘယ်လိုပြောမလဲနီးပြားကကက်စမီရိုကပြီးခဲ့တဲ့ပွဲမှာတအားကိုကျွန်တော်နေနဲ့ပြင်ပန်းခဲ့တဲ့အတွက်ထူဘီကွာလီယာကိုထည့်လိုက်ရတယ်ဆိုတဲ့ပုံစံမျိုးတွေပါပြောထားတော့အပြောင်းလဲလဲဖြစ်ချင်းဖြစ်လာမှာပေါ့လေဥဂါဒီကိုတော့မြင်ချင်တယ်မှန်တိုင်းပြောရင်ကက်စမီရိုလည်းကောင်းနေတယ်ဒါပေမဲ့ဥဂါဒီကိုလည်းမြင်ချင်တယ်ပြဿနာကကက်စမီရိုကပြင်ပန်းနေပြီးတော့ဥဂါဒီက risk မယူယူလို့မရတဲ့အနေထိုးမျိုးဆိုတော့ထူဘီကွာလီယာလည်းပါချင်ပါမှာပေါ့လေအဲ့လောက်ထိကျွန်တော်ဖြစ်နေတာကွန်းလယ်မာတွေဟုတ်စားမတွေရှိတာတော့မှသုံးလို့အဆင်မပြေသေးတဲ့အနေထားမျိုးပေါ့နော်ဆိုတော့မာဇရာဝီကတော့ right wing back နေရာမှာပြန်လာမယ်ပေါ့ဗျာ နောက်ပြီးလို့ရှိရင် narrow number တန်းနေရာနဲ့တိုက်စစ်နေရာကအပြောင်းလဲဖြစ်မယ်လို့ကျွန်တော်မထင်ဘူးဒါကဖြစ်နိုင်ရေးပွဲထွက်လူစင်းမှာတိုက်စစ်ကတော့ Chido Obi Martin ကပြည်သက်တွေမျောလင့်စရာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဒါပေမဲ့လို့ပေါ့နော်ကျွန်တော်တို့ first line နဲ့ player တွေကိုပဲအရင်ဆုံးစိတ်ချလက်ချသုံးအောင်မဲ့ဒီနီးပြအမိုရင်းရဲ့အချိန်ဒီမှာတော့ကျွန်တော် Chido Obi ကိုပွဲထွက်လာလိမ့်မယ်လို့မထင်ပါဘူးဒါပြင်ချီရိုအိုဘီပွဲထွက်မလာလို့ဆိုပြီးတော့စိတ်ပျက်စရာတော့လူမေလို့တော့မထင်ဘူးပေါ့နော်ပရီးမီးယားလေးဖြစ်တဲ့အတွက်သူကစားနိုင်နေပါပြီပရီးမီးယားလေးမှာသူဝင်ပြီးတော့ကစားလို့ကျွန်တော်ရတယ် ဆိုတော့ဒီပွဲကပါနော်ကျွန်တော် Resmus White လည်းမပြန်ပြီးတော့မြင်ရမယ့်အခြေအနေမျိုးပါ Resmus တွေ့လေတော်တော်ကိုခဲင်းတဲ့ကာလာတွေသူဖြတ်တန်းနေရတယ်ပါနော်တော်တော်ကိုခဲင်းတဲ့ကာလာတွေသူဖြတ်တန်းနေရတာအဲပြီးခဲ့တဲ့ဗာလဲစူးစီးတဲ့ပွဲမှာတော့သူ assist တွေပါနေရခဲ့တယ်ဆိုတော့နောက်ပွဲဒီမှာ twin goal တွေပါနေမြန် twin နိုင်မလားပေါ့ဗျာကိုတင်းစာမရီရဲ့ဘက်ကရော white line ကိုကျွန်တော်တို့ဘလောက်ဒီဖန်တီးမှုတွေပြုတ်လုပ်ပေးနိုင်မှာလဲပေါ့ဒါတွေပဲကျွန်တော်ကြည့်ရမှာပဲဆိုတော့ကျွန်တော်ကတော့ဗောနော်ချီတူ ob ဆိုတာထက် ဒီ Christmas ပဲပါလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့လို့ချီတူ OBI ကိုပွဲထွက်လူစင်မှာထည့်ရင်တော့မှသိပ်ပြတနာရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ကစားမဖြစ်သူကိုလည်းလုံးဝ mentality ပိုင်းရ boost လုပ်ပြီးတာဖြစ်ဖြစ်ဖြစ်နိုင်ပြီးတော့မနော် resmash အတွက်လည်း competition ပေါ်လာပြီးဆိုတော့ဒီတပ်ပူကောင်းမှရမယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရမလားပေါ့ဗျာနံပါတ်10တို့နှစ်နေရာကတော့ဂနာချူနဲ့လက်ရှိ60ကအသင်းတွက် အခြေအနေကောင်းဆုံးမှာပြောမရဘူးပေါ့နော်အဲရစ်ဆင်တို့ဘာလို့လဲပါလာမှာပေါ့ဗျာအဲရစ်ဆင်လည်းဒီဆိုစီးတဲ့နယ်ပွဲမှာနင်းနေလေးသူဝင်ကစားခဲ့တာပဲကြားထဲမှာလည်းသူအနားရခဲ့တယ်ဆိုလက်စတာတို့ဘာလို့ဆိုတာမျိုးကလည်း physically ရအဲ့လောက်ကြီးတိစကားပြောတဲ့အသင်းကြီးမဟုတ်ဘူးဆိုတော့ကျွန်တော်အထင်ကတော့အဲရစ်ဆင်လည်းသူထဲကောင်းထဲနိုင်လိမ့်မယ်ပေါ့နော်အထူးသဖြင့်အနားပေးဖို့လူချင်းနေဆိုတဲ့ကစားမားတွေကိုကြည့်ရင်ပေါ့ဒါမျိုးလို့ကျွန်တော်ကတော့ပေါ့နော်ကာနာချိုနဲ့ဇစ်ဇီကိုထဲတာကဒီအဲရစ်ဆင်တို့ဘာလို့လဲပူပြီးတော့ကျွန်တော်ဒါကြံ့ဘာလဲဒီ အဲအမခံချက်ရှိတယ်လို့ကျွန်တော်ထင်တယ်ဇီဂီဇီကတော်တော်ကိုကောင်းတဲ့ performance ပြနေတာပါဂါနာချူကလည်းစူစီတဲ့ပွဲမှာတကယ်အရေးပါတဲ့ performance တွေပြခဲ့တယ်အဲ့လိုကစားမားတွေကိုပရီးမီးယားလိနိုင်ဖို့လိုတဲ့ပွဲမှာကျွန်တော်ခြံခဲ့မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်တခုရှိတာကကစားမားတွေအပြောင်းလဲဖြစ်လိုက်မအန်ဩပါနဲ့ဘာလို့လဲဆိုတော့နီးပြားကကျွန်တော်ပုံမဆိုးတဲ့အခြေအနေတွေကိုသူ manage လုပ်နေရတာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဟိုပြီးခဲ့တဲ့နေ့ကပဲစူစီတဲ့နဲ့ကစားတယ်ဗျာအခုမနေ့ပြန်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာပြန်ပြီးတော့ကစားရအောင်မလက်စတာနဲ့ဘလို့မှမလွဲပါဘူး ဘလို့မှမလွယ်ပါဘူးအသင်းဟာတပွဲနဲ့တပွဲကြားထဲမှာရက်အရန်ကတ်ပါတယ်နော်ဒါကြောင့်ကျွန်တော်အနေနဲ့တော့အာဘယ်ပြောမလဲအချင်းကြီးက Leicester City ကိုမနေ့တော့ကျွန်တော်ရှင်းမင်းကစားမှာပဲဒါပေမဲ့လို့လူစင်းနေအပြောင်းလဲလောက်လာမယ်ဆိုလို့ကျွန်တော်အန်အိုးဖို့ကျွန်တော်တိတ်မရှိဘူးဗောနော်တိုက်စစ်ပိုင်းမှာခံစစ်ပိုင်းကျွန်တော်ပြောင်းလဲကြရလူမရှိဘူး Win Bucks တွေပြောင်းလဲကြရလူမရှိဘူးကွင်းလေကလည်း Ugadi ပါလာကောင်းပါလာနေအချင်းကြီးမျိုး Bruno ကတော့ထွန်းတန်းနေပဲပြန်ပါမှာဗောနော်ကျွန်တော်နိုင်ဖို့လိုပါတယ်ကျွန်တော်တို့တခုရှိတာကခုနကပြောလိုပဲကစားမားတွေကအင်ဗန်တန်ပေါ်ဆာတယ်ပေါ်ဆာတွေဆိုတာအခြားမဟုတ်ဘူး အချိန်ကြီးကောင်းလေးနေနေမြတ်ပိုင်ပြီဆိုတာနဲ့သူကနောက်ပွဲတွေဆိုချင်အမြင်နဲ့တိုင်ပက်လေးရှိရဲ့ဒါတွေကကျွန်တော်တို့ယာစီတန်းနေလို့တွေ့နေရတာဟာအာဆင်နေတဲ့ပုံမှာတေးကြတဲ့ဟိဆိုစီတဲ့ကိုငါတို့နိုင်ပြီးတော့နောက်တစ်ဆင့်တက်တဲ့ဟိအချိန်ကြီးကောင်းနေပိုင်သွားပြီအေးလက်စတာလိုမျိုးအဆင့်ဆက်ကူမှာမယုံကန်နေရပါလေဆိုတဲ့အသင်းနဲ့တွေ့ရင်လာတော့မှာအာဒီကောင်းလေးဘလူးကစားနေတာတော့လို့သိတယ်မလားတွေ့ရတော့မှာဆိုတော့ကစားမားတွေကအဲ့လိုမျိုးကိုအသင်းမှာတော်တော်ကို mentality ပိုင်းကအားနေနေပြီးတော့ပေါ့ဆမှုတွေအရင်များတဲ့အချိန်မျိုးကိုမြင်နေရတာ ဒါဘလို့မှအချင်းကြီးကောင်းတဲ့နေသားမဟုတ်ပါဘူးဆိုတော့ကစားမားတွေအနေနဲ့ဒီပွဲမှာအပြေအဝကစားပေးနိုင်ဖို့ကျွန်တော်မျှော်လင့်နေဆိုတော့ညီကလို့ရောဒီပွဲမှာကျွန်တော် Leicester City ရဲ့ကွင်းမှာအနိုင်ယူနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြလားဘလို့ရက်လက်တွေထွက်ပေါ်လာမယ်ထင်ကြပါလေတိုက်စစ်မှာ Chidi Ubi ကိုထည့်တင်တယ်လို့ထင်ကြလားစွန့်နေကြပါအောင်အားလုံးကိုကြည်ညိုအားကြပါလေ